်မင်္ဂလာပါရှင်ကျမတော်ငုခတ်တာပါ DVU မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်စကိုင်းတိုင်းစကိုင်းမြို့နယ်ထဲမှာအော်တိုဘားလ23ရက်နေ့ကစစ်တပ်တပ်ဖွဲ့ဝင်တွေကိုကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက်စစ်တပ်အရာရှိအပါအဝင်9ယောက်သေဆုံးကလက်နက်ခဲယမ်းတွေလည်းတင်းစီရရှိခဲ့တယ်လို့ယူနီကွန်ပျောက်ကြားတပ်ဖွဲ့ကဒီကနေ့အော်တိုဘားလ16ရက်နေ့မှာထုတ်ပြန်ပါတယ် စကိုင်းမင်းကွန်းလမ်းပေါ်မှာရှိနေတဲ့ပေါတော့ရွာမှာပြည်သူတွေကိုဖမ်းဆီးစစ်ဆေးနေတဲ့စစ်တပ်တပ်ဖွဲ့ဝင်အယောက်20လောက်ကိုအလင်းအငိုက်ပစ်ခတ်ခဲ့တာဖြစ်ပြီး15ရာလောက်ကဒဏ်ရာရနဲ့ပြည်သူပိုင်ဆိုင်ကယ်တွေကိုလူပြီးထွက်ပြေးသွားကြတယ်လို့ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရယ်။ပစ်ခတ်မှုအတွင်ခလာရ116ကဗိုလ်ကြီးမင်းထွန်းစိုးအပါဝင်9ရောက်ဟာနေရာမှာနေပွဲချင်းပြီးတိုက်ဆုံပြီးတနအိနီးပါတိုက်ပွဲအတွင်ရဲဘော်တယောက်ကြာဆုံးခဲ့ရတယ်လို့ယူနီကွန်းပျောက်ကြားတပ်ဖွဲ့တာဝန်ခံက TV ကိုပြောပြပါရယ်။ တိုက်ပွဲအတွင်းကနေစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ MA1 တနက်2လက် MA3 တနက်3လက် MA5 တနက်3လက်6လုံးမျိုးတနက်3လက်အီနာကာဖုံးသီးတစ်လုံးနဲ့ Icon Set တစ်လုံးကိုသိမ်းဆီးရရှိခဲ့တယ်လို့လည်းသိရပါတယ်ရှင်စစ်တပ်ကမိုးကုတ်ကိုစစ်ကြောင်းနှစ်ခုနဲ့ထိုးစစ်ဆင်နေပြီးမန္တလေးမိုးကုတ်လမ်းပိုင်းဖော်တော်လမ်းစုံဝင်းကျင်မှာတိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။ဒီအကြောင်းအရာတွေအပါအဝင်မိုးကုတ်မြို့ရဲ့အခြေအနေကိုစိုးသူအောင်ကသတင်းပေးပို့ထားပါတယ်ရှင်။ အာနာသိန်းစစ်ကောင်မရှင်တပ်တွေကမန္တလေးတိုင်းမိုးကုတ်မြို့ကိုတပိတ်ချင်းဘက်နဲ့ရှမ်းပြည်မြောက်ပိုင်းနောင်ချူဘက်တွေကနေစစ်ကြောင်းနှစ်ခုခွဲပြီးထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။အခုရပိုင်းတပိတ်ချင်းဘက်မှာရှိတဲ့စစ်ကြောင်းကဝါဖြူတောင်ကိုထိန်းချုပ်ပြီးတဲ့နောက်အောက်တိုဘာ7ရက်နေ့မှာတော့မိုးကုတ်မြို့ကိုသွားရလမ်းဖြစ်တဲ့ဖော်တော်လမ်းစုံကိုထိန်းချုပ်ခဲ့တာပါ။ပါဝင်တက်ခိုင်းနေတဲ့အဖွဲ့တစ်ခုကတာဝန်ရှိသူတယောက်ရဲ့စာနဲ့ပြောပြချက်ကို DVB ကအသံအစားထိုးဖတ်ပြထားပါဗျ။ ဖော့တိုလန်းဆောင်ကို73ရက်နေ့ညနေလောက်မှာစကဆကပြန်ရသွားတယ်။တိုက်ပွဲတွေကတော့အပြန်အလှန်ဖြစ်တယ်9မိုင်6မိုင်9မိုင်လမ်းလက်ကျဲနောက်တော့ဖော့တိုကိုရသွားတယ်။သူတို့ဘက်ကတဖြည်းဖြည်းချင်းတိုးလာတာဒီဘက်ကလည်းမန္တလေး PDF မိုးကုတ်ဗျူဟာပြုံးလွင် KI တပ်တွေ PLA TNLA ပါဝင်အဖွဲ့စုံဝိုင်းပြီးတော့တိုက်နေကြတယ်။ရန်သူဘက်ကလည်းဝိုင်းထွက်ပြီး drone တွေနဲ့ပုံချစ်တာတွေလက်နက်ကြီးငယ်အစုံကြီးကြောင်းကနေလည်းပစ်တာတွေပါတယ်။အင်အားအတော်များတယ်။ ဖော်တော်လန်းစုံဟာမိုးကုတ်မန္တလေးကားလမ်းပေါ်မှာတရှိပြီးမိုးကုတ်ကို44မိုင်၊တပည့်ချင်းမြို့နဲ့ဆိုရင်10မိုင်ဝန်းကျင်၊စင်ကူးနဲ့ဆိုမိုင်30ဝန်းကျင်နဲ့တကောင်မြို့ကိုတွိုင်းရင်တော့မိုင်50အကျော်မှာတရှိပြီးလမ်းမဆက်သွယ်ရေးနဲ့စစ်ရေးအရာအချက်အချာနေရာတစ်ခုဖြစ်ပါတယ်။လက်ရှိမှာတော့စစ်ကော်မရှင်တပ်တွေဟာဖော်တော်ကိုကြောမလာသေးပဲတိုက်ပွဲတွေကြောင့်အနီးဝန်းကျင်ကရွာတွေဖြစ်ကြတဲ့လမ်းလဲကျင့်တဲ့ဇယက်ကွင်းလိုရွာကန်တွေစစ်ပေးရှောင်နေရပါတယ်။ နောင်ချိုဘက်ကစစ်ကြောင်းကတော့မိုးကုတ်အတက်လန်းစားဖြစ်တဲ့ရန်နာသိန်းကြီးမိုင်းအထိကနေရှေ့ဆက်မတိုးနိုင်သေးတဲ့အကြောင်း ရှီတန်နဲ့အဆက်အသွယ်ရှိတဲ့ဒေသခံကအောက်တိုဘာ15ရက်ညနေပိုင်းမှာပြောပါတယ်။ဟုတ်တယ်ရန်နာသိန်းကြီးကနေဒီဘက်အပေါ်ဆက်မတိုးနိုင်တာပေါ့သူတို့ဟုတ်ခေါ်တော့ကြော်လို့ရှိရင်ကျွန်တော်တို့ဒီဘက်မှာကြောက်လဲဘိန်းတို့ညောင်မင်သားတို့ရှိတယ်ပေါ့ဗျာဟုတ်အဲ့ဒီရွာလေးတွေရှိမယ်ရွာလေးတွေကနေအပေါ်တောင်မဆက်တလာမဆိုင်ကုန်းတို့ရှင်ညောင်မင်းတို့ အဲအဲ့ owner တို့ပေါ့နော်အဲ့ဘက်တူရောက်မှာဝေးတော့ဝေးပါလေမိုင်40ကျော်ဆိုတော့လေသူတို့ရုတ်တရက်ကြီးအောင်မဟုတ်ဘူးနေချင်းညချင်းကတော့ပြန်တော့စစ်ကြောင်မထိုးနိုင်ဘူးပေါ့ဓာတ်အတူပါပဲပြီးခဲ့တဲ့ရက်ထဲဖော်တော်လန်းဆောင်ကဒေသခံ10ရောက်ထပ်မနေကိုစစ်တပ်ကပြစ်တက်ခဲ့ကြောင်းနဲ့ drone ဘုံကျဲချတာကြောင်းအမျိုးသမီး3ယောက်တိတ်ဆုံးကြောင်းသတင်းတွေထွက်နေပြီမဲ့ DVB ကအသေးစိတ်စုံစမ်းနေတုံဖြစ်ပါတယ်ဒီလိုအခြေအနေတွေကြောင့်ပဲမိုးကုတ်မြို့ကနေထပ်မံစစ်ဆောင်ကြသူတချို့အနှဲငယ်ရှိနေတယ်လို့ လေကြောင်းဘုံကျဲတာနဲ့စစ်ဘေးတန်ဒီအပြင်အခုထပ်ပြီးမန္တလေးမိုးကုတ်လမ်းပိုင်းပိတ်ဆို့နေတာကြောင့်ကုန်စည်နှုန်းတွေမြင့်တက်လာပါတယ်။ကျွန်တော်တို့မြို့ပါရှိတဲ့ကုန်တွေရလည်းရှိရတာနဲ့ထုတ်မရောလားဆိုတော့လေသူတို့ကိုယ်တိုင်ပဲသိမှာလေ။အဲ့ဒီကျွန်တော်တို့စီစီလုံးဝထုတ်တက်သွားတယ်စီဝဲမရောကုန်ကျန်းတွေဝဲမရောစစီတွေလုံးလုံးမရောဘောနော်။အဲဒါလည်းပဲရှင်ကြီးဖြစ်လာမလဲမသိဘူး။ပြီးတော့မန္တလေးမိုးကုတ်ကားကားဆိုတာငါးတိုင်ခွဲ၆တိုင်ကြီးသွားဖြစ်နေပြီဘောနော်။ပိုးဝေးလေးပြောရမလား။ ဟိုစီဝါရေးအခြေအနေကတော်တော်လေးကိုရိုင်းရိုင်းသွားပြီရိုင်းထွက်သွားပြီဟာအကုန်လုံးဟန်ဆောင်နေကြတဲ့ပုံစံမျိုးဖြစ်နေပြီအကုန်ခက်ခဲအကုန်ကြက်တဲကုန်ကြရဲ့ဗျာလက်ရှိမိုးကုတ်မြို့မှာလျှက်စစ်မီဖုန်းလိုင်းတွေမရတဲ့အပြင်ဓာတ်ဆီတလီတာကိုကြက်8000အထိပေးဝယ်ခဲ့ရသလိုလူသလောက်ဝယ်မရကြောင်းနဲ့မန္တလေးမိုးကုတ်ခီးဟာအရင်ကနေချင်းပြန်ရပါပေမဲ့အခုတော့နှညာအိတ်လောက်သွားနေရတယ်လို့မြို့ကန်ကဆက်ပြောပါတယ်။ဒါအပြင်လက်ရှိမြို့တွင်းဆက်လက်နေထိုင်သူတွေဟာ တခြားနေရာတွေစီစစ်ဆောင်ဖို့အဆင်မပြေသူအများစုဖြစ်တာကြောင့်တိုက်ပွဲတွေမျိုးတွေပြန်ရောက်လာမှာကိုစိုးရိမ်နေကြပါတယ်ကျွန်တော်စိုးသူအောင်ပါရှမ်းပြည်နယ်မြောက်ပိုင်းကတန်အတက် TNL ထိန်းချုပ်ထားတဲ့တိဘောမြို့နာအထိစစ်တပ်စစ်ကြောင်းရောက်နေပြီးနှစ်ရက်ဆက်တိုက်လေကြောင်းကနေဘုံကျဲတိုက်ခိုက်နေရလို့ဒေသခံတွေစီကသိရပါဗျာ။ စစ်တပ်ကအော်တိုဘာလ15ရက်နေ့နဲ့14ရက်နေ့တွေမှာတီဘောမျိုးပြင်ဘက်ကိုပြင်းပြင်းထန်ထန်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါတီဘောမျိုးပြင်နဲ့ဘောကျွရအကြာတိုးဂိတ်ကနေနတ်ဟူးနယ်အထိ တရုတ်မြန်မာကုန်သွယ်ရပြည်တော်စုလမ်းမကြီးတလျှောက်မှာရှိနေတဲ့ခလိန်မန်ဟဲကော်ဒန်နဲ့နန်ဟူးနယ်စတဲ့အရွာတွေကိုလေကြောင်းနဲ့ပုံချဲသွားတာဖြစ်တယ်လို့ဒေသခံကပြောပြပါဗျ။ဒါ့အပြင်တီဘောမြို့နယ်လေးဖာလုံးအကွာကနားခိုင်းရွာနဲ့ကောင်းခါရွာတွေမှာအာနာသိန်းစစ်တပ်ကအင်အား၃ရွာလောက်နဲ့ TNL တပ်တွေကြားအော်တိုဘားလာ15ရက်နေ့ညနေပိုင်းအထိတိုက်ပွဲတွေပြင်းထန်နေပြီးစစ်တပ်ဘက်ကဒရုန်းတွေလေကြောင်းတွေနဲ့ပစ်ကူတိုက်ခိုက်နေကြ ကျေးရွာတချို့ထိခိုက်ပျက်စီးမှုတွေရှိနေရလို့ SSPP SSC သတင်းနဲ့ပြည်ကြားရေးဌာနကထုတ်ပြန်ထားပါတယ်ရှင်။ချင်းပြည်နယ်ဟာခါမျိုးမြို့မရေစခန်းကိုချင်းကောက်ွယ်တပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးအကျဉ်းသား15ရောက်ကိုကယ်ထုတ်နိုင်ခဲ့တယ်လို့ချင်းမျိုးသားတပ်ဦး CNFC ကသိရပါဗျ။အော်တိုဘားလ14ရက်နေ့မနက်3နာရီမှာဟာခါမျိုးမရဲစခန်းထဲကို CDF ဟာခါရဲ့ဦးဆောင်မှုနဲ့ချင်းကောက်ဝဲပူပေါင်းတပ်ဖွဲ့တွေကဝင်ရောက်စီးနင်းခဲ့တာပါ။ စီးနင်းမှုအတွင်းအကျဉ်းသား15ရောက်ကိုကဲထုတ်နိုင်ခဲ့ပြီးအကျဉ်းသားတွေထဲ CDF ဟာခါကရဲဘော်3ရောက်နဲ့ CNF ကရဲဘော်2ရောက်ပါဝင်တယ်လို့သိရပါဗျ။အဲ့ဒီစီးနင်းတိုက်ခိုက်မှုအတွင်းရဲနဲ့စစ်ကောင်စီတပ်သား6ရောက်သေဆုံးပြီးချင်းကောက်ဝဲပူအောင်တပ်ဖွဲ့တွေဘက်ကရဲဘော်1ရောက်ကြဆုံးခဲ့တယ်လို့သိရပါဗျ။ဒါပြင်လက်နက်တချို့လည်းတင်းစီရမိခဲ့တယ်လို့ CNF ပြောရေးဆိုခွင့်ရှိသူစလိုင်းထက်နေကပြောပါဗျ။တော်လိုင်းရဲဘော်တွေပြန်လည်ဆုတ်ခွာပြီးတဲ့နောက်ဟာခါမျိုးဘော်ကနေကြေးရော်တွေဘက်ကိုစစ်တပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့သိရ ရပါတယ်။စစ်တပ်ကရွေးကောက်ပွဲအမိလေကြောင်းတိုက်ခတ်မှုတွေကိုအရင်ကထက်နှစ်ဆတိုးမြင့်သွားဖို့မြေပြင်မှာလက်လွတ်ဆုံးရှုံးထားရတဲ့အနေမျိုးတွေကိုရွေးကောက်ပွဲမတိုင်ခင်အမြန်ဆုံးသိမ့်ပိုက်နိုင်ရေးစားရည်ကိုလှုံ့ဆော်နေတဲ့အတွက်ဟာခါမျိုးနယ်ကပြည်သူတွေအနေနဲ့လေကြောင်းရန်တတိထားကြဖို့တော်လိုင်းတပ်ဖွဲ့တွေကတတိပေးထားကြပါတယ်ရှင်။ TVO မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်